လူပေါင်းရာနဲ့ချီတဲ့ဘဝတွေကိုပြောင်းလဲစေခဲ့တဲ့စလင်ဒါမန်ရဲ့နောက်ွယ်ကအမှန်တရားကြောင့်ကိုဒီကနေ့ကျွန်တော်တို့အမှန်ညမှာ channel လေးကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2014ခုနှစ်မေလ31ရက်နေ့တုန်းကအမေရိကန်နိုင်ငံဝစ်စကွန်ပြည်နယ်12နှစ်အရွယ်တငယ်ချင်း3ယောက်ကပီတန်မော်ဂန်နဲ့အနီစာတို့ဖြစ်ကြပါတယ်။၎င်းတို့ဟာပန်းချန်တစ်ခုရဲ့နှန်ဆိုင်တဲ့တောအုပ်ထဲမှာပုံနှံကစားဘူးကိုဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီနေ့ဟာမော်ဂန်ရဲ့မွေးနေ့ပြီးသွားတဲ့နောက်တငယ်ချင်းတွေဒိတ်ကြရနေပါ။ ပီတန်ဟာမြေကြီးပေါ်လဲလျောင်းပြီးအရွက်တွေနဲ့ဖောအုပ်ရင်နဲ့ပုံနေခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲသူတီးလိုက်ရတာကဒါဟာကစားပွဲမဟုတ်ပဲသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကစီစဉ်ထားတဲ့တင်မင်းတမန်ထောင်ချောက်ဖြစ်နေရဲဆိုတာပါ။မော်ဂန်ဟာသူ့ရဲ့တငယ်ချင်းပီတန်ကိုဒါနဲ့၁၉ချက်တိတိရရဲ့ဆက်ဆက်ကိုထိုးခဲ့ပါတယ်။ဒါတဲ့ရရီဟာအစုပ်တရရွက်နဲ့အသေးတို့ကိုထိခဲ့ပြီးနှလုံးကိုထိဖို့နည်းနည်းပဲလိုခဲ့တာပါ။တကယ်လို့နည်းနည်းလေးသာပို့ပြီးတော့နက်ခဲ့မယ်ဆိုရင်ပီတန်တည်ဆုံးမှာကတော့တည်ကြပါလိမ့်။ ထိခိုက်မှုပြီးမှတိုက်ခိုက်သူနှစ်ဦးကငါတို့ဆရာဝန်ခေါ်ပေးမယ်ဆိုပြီးတော့ပြောပြီးတော့ထွက်သွားခဲ့ပေမယ့်ပေတန်ဟာညံကောင်းစွာနဲ့ပဲလမ်းမကြီးစီကိုတွားတွားနိုင်ခဲ့ပြီးတော့စပိန်စီးတဲ့သူတဦးရဲ့အကူအညီနဲ့ပဲအသက်ရှင်နိုင်ခဲ့ပါပြီ။ဆနေနေ့ပဲရှိနေသေးတဲ့ဒီကလေးတွေဟာဘာလို့ဒီလိုမျိုးလောရတလဲဆိုပြီးတော့မေးတဲ့အချိန်မှာသူတို့ရဲ့အဖြေအကြောင်းရေမှုတွေပါတုံလှုပ်ခြောက်ခြားခဲ့ရပါပြီ။သူတို့ကစလင်နာမန်ရဲ့နောက်လိုက်ဖြစ်လာဖို့နဲ့မိသားစုကိုကာကွယ်ဖို့အတွက်စလင်နာမန်ကခိုင်လို့တငယ်ချင်းကိုတတ်ဖို့ကြိုးစားခဲ့တယ်လို့လည်းထွက်ဆိုပါပြီ။ စေကွင်းရင်အင်တာနက်ဇက်ကောင်ရဲ့ညွန်ကြားချက်ကိုကလေးတွေဟာဘလို့လို့ပြီးတော့တက်ဝင်ယုံကြည်ခဲ့တယ်လဲဆိုပြီးတော့အခုထိကောင်မှမေးခွန်းထုတ်နေကြစေကိစ္စဖြစ်ပါသည်စလင်ဒါမန်ရဲ့ပုံမှန်တည်ထောင်ကားကိုထူကြပါသည်သူကရက်ရှစ်ပေခန့်ကိုရှေ့ပြီးအလွန်ကုန်မှပိန်တွယ်လွန်ပါသည်အနေရဝစ်ဆုံကိုဝစ်ဆင်ထားပြီးတော့အရေးကြီးဆုံးကသူရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းပါးစပ်စားတဲ့မျက်နှာအသွင်ပြင်ကလုံးဝကုန်မှရှိမနေခဲ့တာပါသူကြောကနေအနေရတန်တကယ်လို့ခေါ်တဲ့လမောင်းရှည်တွေထွက်နေတတ်ပါသည် သူဟာများသောအားဖြင့်ကတော့တိတ်ဆိတ်တဲ့တက်တော်တွေပျက်စီးနေတဲ့အဆောက်အုံတွေလိုနေရာတွေမှာပုံအောင်နေပြီးတော့ကလေးတွေနဲ့ဆဲကျော်တက်တွေကိုအဓိကပြစ်မှတ်ထားလေးရှိပါသည်ဒနိုင်တွေကတော့ဒီဘလူးဟာ16ရာစုဂျာမနီကတဲတော်မဲဆိုတဲ့ပုံမြင်ကနေပြီးတော့ဆင်းသက်လာတယ်လို့ဆိုကြပေမဲ့အမှန်တရားကတော့လုံးဝကိုဟုတ်မနေခဲ့ပါဘူးစလင်ဒါမန်ဟာရာဇဝင်တွေကတည်ရတော့မဟုတ်ပါဘူးသူဟာ2009ခုနှစ်မှာအင်တာနက်ဖိုရမ်တခုရဲ့ဓာတ်ပုံပြိုင်ပွဲတွေကနေအင်တာနက်နဲ့အတူမွေးဖွားလာတဲ့ဇက်ကောင်တက်တက်တာဖြစ်ပါသည် အရစ်ဆိုတဲ့ရရုပ်ပုံတွေကိုတပုံပြင်ဆင်ပြီးဒီဇက်ကောင်ကိုဖန်တီးရခဲ့ကနေဇလန်တွေ YouTube ဗီဒီယိုတွေရဲ့ကျေစုကြောင့်ကဘာအနှံ့ကိုပြန့်နှံ့သွားပါရင်လူတွေဟာဒါကိုဖန်တီးမှုတက်တက်လိုမျိုးမေးလျော့ပြီးတော့အမှန်တကယ်ကိုယုံကြည်လာခဲ့ကြပါရင်ဒီလိုမျိုးစိတ်ကူးယဉ်မှုနဲ့လက်တွေ့ကိုခွဲခြားနိုင်စွမ်းမရှိတော့တဲ့ဖြစ်ပျက်တွေဟာဝစ်ကွန်ဆင်မှာတင်တာမကပါဘူး။အိုဟိုင်းယိုပြည်နယ်မှာလည်း73နှစ်အရွယ်မိန်းကလေးတဦးဟာစလင်ဒါမန်ကြောင့်သူ့ရဲ့အမေကိုဓာတ်နဲ့ထိုးဖို့ကြိုးစားခဲ့ပူပါရင်သူ့ရဲ့ခန်းထဲမှာစလင်ဒါမန်ပုံတွေမှတ်စုတွေတွေ့ရှိရပြီး သူဟာစလင်ဒါမန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာခဲ့တာလို့ထွက်ဆိုပါရီဒီဖြစ်ရတွေကနေပြီးတော့ပညာရှင်တွေရဲ့ကောက်ချက်တခုကထပ်ပေါ်လာခဲ့ပါရီစလင်ဒါမန်ကကျွန်တော်တို့အပြင်ကဘာမှာရှိမနေပါဘူးသူဟာကျွန်တော်တို့လူသားတွေရဲ့တွင်းစိတ်ထဲမှာရှိနေတဲ့စိတ်မမှန်မှုနဲ့အကြမ်းဖက်လူစိတ်ကိုထုတ်ဖော်ဖို့အတွက်အသုံးပြုတဲ့မျက်နှာပုံးတစ်ခုသာဖြစ်ပါရီလူတွေဟာသူတို့ရဲ့ရာဇဝတ်မှုအမှောင်စိတ်တွေကိုစလင်ဒါမန်လိုမျိုးစိတ်ကူးရဲ့ဇက်ကောင်တစ်ခုအပေါ်ပုံချလိုက်ခြင်းအပြင်အပြေကင်းစင်မှုကိုရှာဖွေဖို့ကြိုးစားကြတာပါ တကယ်တမ်းမှာတော့စိတ်ကူးရင်ကဘာကအရေးတွေထက်ကျွန်တော်တို့လူသားတွေရဲ့အတွင်းစိတ်တွေကအရေးဟာပို့ပြီးတော့ကြောက်စရာကောင်းနိုင်တယ်ဆိုတာကိုသတိပြုကြပါလို့ထုတ်ဖော်ပြောဆိုခဲ့ပူပါရီ